ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ3ရက်10လ2025နေကုန်အတွက်ဒုတိယလေးကိုကျွန်တော်တွေ့ပြပေးသွားပါမယ်ခင်ဗျာ9ရက်10လ2025မှာကျွန်တော်တို့เนาะအရန်တဲကထွက်သွားတာပေါ့ခင်ဗျာเนาะအနက်ဝါညနေပေါ့အရန်တဲကထွက်သွားပါတယ်62နှစ်ဟုတ်ပြီเนาะ62နှစ်56အမနက်ပိုင်း62နှစ်ညနေပိုင်း56ဒီမှာเนาะ၄ချောင်း 0942962921ပြီးရင်969991ကျွန်တော်ညကနေတော့မှကျွန်တော်ရွတ်ပြနိုင်ပြီတယ်เนาะအဲ့တော့အရန်ထိုးတဲ့သူတွေကျွန်တော်ရွတ်ပြနိုင်ပြီတယ်အားကြောင့်မို့အခုကျွန်တော်အပိတ်နေ့တောက်ကြနေ့3ရက်ရှယ်လာ2025အတွက်ကျွန်တော်စပြီးတွက်ပြပေးပါမယ်ခင်ဗျเนาะဒီမှာဆိုတော့အရန်ကြီးပဲထွက်သွားတာပေါ့မနက်ဝညနေရောเนาะတဲကတော့ကျွန်တော်9 3 5 2ကိုပဲကျွန်တော်ပေးတာ အရန်ကတော့ဓာတ်လိုက်ထွက်သွားတယ်ညနေရောမနက်ရောเนาะဘူးကျွန်တော်3ရက်10လ2025 12နာရီတက်မိနစ်တွေပထမဆုံးကျွန်တော်ထိတ်စီးလေးကိုစာပြီးတွက်ပေးမယ်เนาะပထမဆုံးထိတ်စီးပိုင်းလေးကိုကျွန်တော်စကြည့်မယ်ပထမဆုံးထိတ်စီးလေးဟာဒီကကျွန်တော်၄3နဲ့ဒီက1နဲ့ပေါင်းချင်း9 8ပေါ့ခင်ဗျာเนาะ ရှစ်ရဲ့ပါဝါက3ဟုတ်ကဲ့နော်ရှစ်ပါဝါ3ဆိုတော့ဒီမှာကျွန်တော်တို့ပါထွက်သွားပြီလေ3ထိပ်စီရသွားပြီနော်၄၃၇တင်းနဲ့ပေါင်းတော့၈၈ရဲ့ပါဝါ၃ကျွန်တော်တို့က၃ထိပ်စီเนาะအပိတ်ကိုကျွန်တော်တခါလေးကြည့်မယ်အပိတ်ကဏ္ဍကကျွန်တော်တို့ဒီဟာ D ရဲ့ sorry ၃ရဲ့၅ရဲ့ပေါင်းခြင်းနဲ့ဒီဟာ9၃ပေါင်းခြင်း ဟုတ်ပြီနော်တက်ချက်78ရဲ့နက်ခတ်က1နော်ဒီမှာလဲကျွန်တော်ဘာထွက်သွားပြီလဲဆိုတော့1အပိတ်နဲ့ကျွန်တော်31ထွက်သွားတယ်ထိတ်စီက431ပေါင်းချင်းက10ပါဝါ3ထိတ်အပိတ်က1ဆိုရင်9303ပေါင်းချင်းက78ရဲ့နက်ခတ်က1 1ပိတ်တယ်ဟုတ်ပြီနော်ဒါနောက်တစ်ခုထားမယ်639 9ပေါင်ချင်းဆက်တော့6တုံညာခွန်ပေါင်းချင်းကဆက်တော့3ရဲ့ပါဝါက8ဒီမှာလဲကျွန်တော်ပါထွက်သွားပြီလဲ8ထိပ်စီပဲခင်ဗျဟုတ်ပြီနော်ခွန်တုံညာ6ပေါင်ချင်းကဆက်တော့3ရဲ့ပါဝါက8 8ထိပ်အပိတ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်အပိတ်ကဒီ၄တုံညာ၅တုံညာပေါင်ချင်းက9ရပါတယ်9ရဲ့နှက်ခတ်က6ဒါကြောင့်မို့အပိတ်မှာလဲကျွန်တော်တို့မှာ6အပိတ်နဲ့86ထွက်သွားတယ်ဟုတ်နော် ထိတ်စီးမှာ6တုံညာခွန်ပေါင်းခြင်း73ရက်ပါဝါစစ်ထိတ်ရတယ်။အပိတ်မှာ4တုံညာ5တုံညာပေါင်းခြင်းကကိုကိုရဲ့နှက်ခတ်က6 6ပိတ်နဲ့66ထပ်သွားတယ်။နော်လာမယ့်ကျွန်တော်တို့3ရက်နေ့5 3ရက်10လ2025နော်ထွက်နိုင်မဲ့ကဏန်းကတော့ကျွန်တော်ဒီ4တုံညာကိုပေါင်းခြင်း73မဲ့သူလဲနော်3 3ရက်ပါဝါက10ပဲခင်ဗျနော် 73တုံးရဲ့ပါဝါက8ကျွန်တော်တို့အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီနှလုံးပေါင်းခြင်းရယ်ဒီနှလုံးပေါင်းခြင်းရယ်နော်ဟုတ်ပြီနော်6 40 9နှစ်နဲ့ပေါင်းတော့9 19 9ရဲ့နှက်ခတ်က6ပဲခင်ဗျဒါကြောင့်မို့ကျွန်တော်တို့ကထိပ်စီးက8ဆက်အပိတ်က6 86ချောင်းနော်86ချောင်းကတော့ဒီမှာထွက်ထားတယ်ခင်ဗျနော်ထွက်ပြီးတဲ့ကနေပြန်ကြမလာတော့မပြောတတ်ဘူးပေါ့ခင်ဗျနော် ငါတို့ဒါ20တိုင်းကြခဲ့တယ်86ဒုက္ခစန္ဒနိုင်တစ်မိနစ်မှာ86ဒုက္ခပဲထိုးအောင်ခင်ဗျဟုတ်ပြီနော်အခုညနေကျွန်တော်၄နာရီခွဲအတွက်စပြောင်းတော့ကနန်းလို့ချင်းဒီမှာလည်းတောင်းလို့ရပါတယ်ခင်ဗျဟုတ်ပြီနော်ညနေ၄နာရီခွဲအတွက်၃ရက်နေ့ညနေ၄နာရီခွဲနော်ပထမဆုံးကျွန်တော်ထိတ်စီက6ထိတ်စီ6ကကျွန်တော်ဒီ၄လုံးပေါင်း၃လုံးပေါင်းချင်းပေါ့နော်ဒီ၃လုံးပေါင်းချင်းနော် 318ပေါင်းချင်း318ပေါင်းချင်းက17 1ရဲ့ပါဝါက6ဟုတ်ပြီနော်318ပေါင်းချင်းက10 17 1ရဲ့ပါဝါ6ဒီမှာ6ထိပ်စီအပိတ်က2ဆိုတော့အပိတ်က8 sorry ပါအပိတ်က8အပိတ်က8ကဒီနှလုံးပေါင်းချင်းနော်ဒီနှလုံးပေါင်းချင်းက10 1ရဲ့နှက်ခတ်က8ဟုတ်ပြီနော်ဒီနှလုံးပေါင်းချင်းမှာဒီသုံးလုံးပေါင်းချင်းက100တဲ့တရပါဝါ 17တရက်ပေါင်ဝ6ဒီနေ့လုံးပေါင်းချင်းက1တရက်နဲ့ခက်က68ထွက်သွားတယ်။ဒါနောက်တစ်ပင်ကျွန်တော်တို့ဆက်ကြည့်မယ်။နောက်တစ်ပင်ကဒီ3လုံးပေါင်းချင်းနော်ဒီ3လုံးပေါင်းချင်းက395ပေါင်းချင်းက72 2ရက်ပေါင်ဝ9ဒီမှာကျွန်တော်တို့9ထိပ်စီ395ပေါင်းချင်း9နဲ့9နဲ့ပေါင်းတော့72 3နဲ့ပေါင်းတော့72 2ရက်ပေါင်ဝ9 9ထိပ်ဟုတ်ပြီနော်အပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်က ၄ပေါင်း sorry ၄ခွန်ပေါင်းချင်းက၁၁တရက်နှစ်ခတ်ကရှစ်ထွက်လာတဲ့အတွက်ဒီမှာရှစ်ပိတ်နဲ့80နဲ့ရှစ်ထွက်လာတယ်။ဟုတ်ပြီနော်။ဒီသုံးလုံးပေါင်းချင်းကထိတ်စီရပါတယ်၂ရက်နော်၁၂နှစ်ရက်ပေါင်းက9ခွန်ထိတ်စီဒီညလုံးပေါင်းချင်းက၁၁တရက်နှစ်ခတ်က၈၈ပိတ်နဲ့88ထွက်သွားတယ်။ဒါကြောင့်လာမယ့်ကျွန်တော်တို့၃ရက်နေ့ညနေ၄နာရီခွဲမှာထွက်မယ့်ခဏန်းကဒီသုံးလုံးပေါင်းချင်း၉၄ ခုနှစ်ပေါင်းချင်း7 20 3ည3ညရဲ့ပါဝါက9ဒါကြောင့်မို့ကျွန်တော်တို့ဘာထိတ်စီရသွားပြီလဲဆိုတော့9ထိတ်စီဟုတ်ပြီเนาะ9ထိတ်စီရသွားပြီအပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီညလုံးပေါင်းချင်းဒီညလုံးပေါင်းချင်းက7နှစ်နှစ်ရဲ့နှက်ခတ်က4ဆိုတဲ့အတွက်เนาะကျွန်တော်တို့ဘာပိတ်မယ်4ပိတ်မယ်54တခွက်ထွက်တာเนาะနောက်ကွက်ပဲထူအောင်ခင်ဗျာကျွန်တော်အပိတ်နေမှာ66နဲ့54နှစ်ကွက်ပဲထူအောင်ဒါ main ကွက်နှစ်ကွက်ပေါ့ခင်ဗျာเนาะ ိတ်နေကျွန်တော်3ရက်နေ့ရှယ်လာ2025မှာ66နဲ့54လေးနှစ်ပတ်ပဲထူအောင်ဟုတ်ပြီနော်အဲ့ဒီမှာเนาะကျွန်တော်တို့2ရက်နေ့မှာထွက်တယ်လို့အရင်ကွက်ကကျွန်တော်ခုရေးပေးပါမယ်เนาะ3ရက်ဘာဝါ၈3ရက်နှက်ခတ်က9 9နှက်ခတ်က6 9ရက်ဘာဝါက4ဟုတ်ပြီနော်3ညဘာဝါ9 3ညနှက်ခတ်က9နှစ်ရက်နှက်ခတ်က4နှစ်ရက်ဘာဝါ9 အဲ့ဒီမှာဆိုရင် အပူလာနိုင်လေဆိုရင်အပူကဘာဖြစ်မလဲခွန်နစ်ဖြစ်မယ်ခွန်ခွန်တစ်ခွက်ရမယ်အပူကဟုတ်ပြီနော်အပူကခွန်ခွန်တစ်ခွက်ရမယ်ကျွန်တော်တို့မနက်ထိတ်ညထိတ်နေမနက်ကထိတ်က80ထိတ်ညနေအပိတ်က4 84ညနေထိတ်က9မနက်အပိတ်နဲ့ဆိုရင်ကျွန်တော်တို့56နော်ဒီကနေလေးတွေထိုးပေးလို့ရပါတယ်အပူဆိုရင်ဒီမှာထိုးလို့ရတယ်เนาะ ကျွန်တော်အရန်ခွက်ကဘာဖြစ်မယ်ဆိုတော့3936314ဖြစ်မယ်89 6684ဖြစ်မယ်86ပါပြီးသားဆိုတော့နော်84ဖြစ်မယ်59654ဖြစ်မယ်အရန်ဟုတ်ပြီနော်နောက်တစ်ခုကတော့ညနေရနော်3923 439ဖြစ်မယ်92540မိန်ခွတ်9ခုဖြစ်မယ်ပြီးရင်82 84 89အပူပါဟုတ်ပြီနော်အဲ့ဒါလေးတွေကအရန်ခွတ်ဒါကတော့မိန်ခွတ်တွေပေါ့ခင်ဗျာနော်အဓိကတော့မိန်ခွတ်ကဒါနဲ့ဒါနဲ့ဟုတ်ပြီနော် ါနဲ့ဒါနဲ့ main quad ဒီပါကျွန်တော်တို့66ရေ54ရတော့အဓိက main quad ပေါ့ခင်ဗျာเนาะအဓိက main quad ဒါကတော့ကျွန်တော်တွဲပြီးတဲ့ကွန်ကနန်ခုနကဒါတွေကြတွဲထိုးလို့ရအောင်မွေးဥစားပေါ့အပူကြိုက်တဲ့လူကခွန်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 တစ်ခွက်ထိုးပေါ့ခင်ဗျာအားလုံးပဲအပိတ်နေမှာကျွန်တော်တို့เนาะပိတ်နေမှာမနဲ့ကောညံ့နေပါအားလုံးကန်ကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ